ချဲ့ရဗီဒီယိုမှာကျွန်တော်ခုကျွန်တော်တို့ရဲ့ဖုန်းကို password ခတ်တဲ့နည်းလေးကိုကျွန်တော်ပြောပြပေးခဲ့ပြီးဖြစ်ပါရနော်ခုကျွန်တော်ပြောပြပေးခြင်းတဲ့အကြောင်းအရာလေးကတော့ password ခတ်ထားတဲ့ဟာကိုကျွန်တော် password ပြန်ဖြုတ်တဲ့နည်းလေးကိုကျွန်တော်ပြောပြပေးခြင်းတာပဲဖြစ်ပါရနော်ဗီဒီယိုအတစ်လေးတွေအများအားတင်ပေးမှာမို့ကျွန်တော်ရဲ့ channel လေးကို subscribe မလုပ်ရသေးရင်လိုက်ရ subscribe လေးတွေလုပ်ပေးဖို့မမေ့တော့ကြပါနဲ့အောင်နော် โอเคဒါကတော့ကျွန်တော်တို့ password ခတ်ထားတဲ့ဖုန်းလေးပေါ့နော်ကျွန်တော်ဒီ password ခတ်ထားတဲ့ဖုန်းလေးကိုကျွန်တော်တို့ password မထားကြဘူးဖြုတ်ရှင်နေဆိုရင်ကျွန်တော်တို့ setting နဲ့အရင်ဆုံးဝင်မယ်နော် setting လေးအပေါ်လေးကိုနည်းနည်းဆွဲလိုက်မယ်နော်ပြီးရင်ကျွန်တော်ဒီမှာ password and security ဆိုတာလေးရှိရနော်ဒီမှာစခွင်လော့ဆိုတာလေးရှိရနော်အဲ့ဒါလေးနှိပ်မယ်နော် ပြီးကျွန်တော်ခတ်ထားတဲ့ password ကိုနှိပ်မယ်နော်ပြီးကျွန်မကျွန်တော် turn off screen lock ဆိုတာလို့နှိပ်လိုက်မယ်နော်ပြီး okay ကိုနှိပ်မယ်နော်ဒါဆိုရင်တော့ကျွန်တော်စက်ခွန်လော့မရှိတော့ပါဘူးเนาะဒီဖုန်းကိုကျွန်တော်စက်ခွန်လော့ထားတာကိုကျွန်တော်ဖြုတ်လိုက်ပါပြီเนาะ